ကြော်လားရှက်လို့လားရှက်တယ်အော်လက်နှစ်ချောင်းထောင်ပြလိုက်အဆူအာဟုတ်တယ်မိမိရတဲ့မိမိကဆော့လားတဲ့တဲ့ဆော့တယ်ဆော့တယ်ဝင်းနေရောမိမိကိတ်ခွဲသေးလားဘယ်ပါစကားပြောဟုတ်ကဲ့ရှင်ဟုတ်ကဲ့ရှင်အဲမင်္ဂလာပါမ သမီးလေးကဒီနှစ်က3နှစ်ပြည့်ဆိုတော့ဟိုနှစ်စဉ်နှစ်တိုင်းပေါ့သမီးလေးစပြီးတစ်နှစ်ပြည့်ကလေးကပေါ့နော်အခု3ချိန်ရှိသွားပြီပေါ့အာဒီပင်စလောကလာဘမူနီအောင်စီဒီကျောင်းကပေါ့နော်ဖခင်ရုပ်ရှင်တော်မြတ်ကိုအိမ်မှာပိတ်ဆောင်ပြီးပူဇော်တာပါဟုတ်သူ့ကိုဟိုဖခင်တက္ကမလေးပေါ့ဖခင်တက္ကမဖြစ်စေခြင်းနဲ့အတွက်အာသူ့ဖခင်ပင်ပေးတယ်နောက်တန်ကားလေးဆုံးကတ်ခိုင်းနေအဲဟိုသူ့မွေးနေ့လေးမှာရတတ်ပါသူ့ ဘုရားတင်တာဟလာအလှလောက်တာဒီသူ့မွေးနေလေးမှာသူတစ်ခုပေါ့တစ်ခုလောက်ပို့ပေါ့ဟိုကိုရီအသက်ကြီးလို့မရှိလဲသူတယောက်တည်းဖြတ်တန်းရမယ်ဆိုလဲသူလုံနိုင်မို့အတွက်ပေါ့ဟုတ်ဒါမျိုးလေးငငယ်လေးကတင်ပေးထားတဲ့သဘောပါဟုတ်တယ်လီပြောပြအောင်နဲ့ဥတော်လားဟလာဥတော်လားရှက်လို့လားရှက်တယ်အော်လက်နှစ်ချောင်းထောင်ပြလိုက်အဆူအာဟုတ်တယ်မိမိရတဲ့မိမိကဆော့လားတဲ့ဆော့တယ်ဆော့တယ် ဝင်းနေရောမိမိကိတ်ခွဲသေးလားပစက်လာပြောဟုတ်ကဲ့ရှင်ဟုတ်ကဲ့ရှင်အဲအဲတခါလေးကျင်းနေတော့လေဟိုဘယ်လိုခေါ်မလဲဟိုတတိယရပါတော့အဲ့ဒီကိုဖြတ်တန်းခဲ့တဲ့နုပညာလောကလည်းတတိယရတယ်နောက်တစ်ခုကဟိုတမီးလေးပေါ့တငယ်ချင်းတွေဆိုရင်ဆိုရင်ဒီလောကထဲမှာရှိနေတဲ့တငယ်ချင်းတွေဆိုလို့ရှိရင်သူ့ကိုပေးလုံမလာမိတယ် အာညီမအမတိုင်းပြောရင်လုံးဝပြီးမလုပ်ဘူးလို့ဆုံးဖြတ်ထားပြီလားဒီအမှုပညာလမ်းကြောင်းတော့သူ့ကိုလုံးဝမလျှောက်ခိုင်းဘူးအဲသူကျန်တဲ့အရာသူ့ရဲ့ဘဝ life ကိုသူကိုယ်တိုင် choice လုပ်တာကိုညီမလိုချင်တာကဲကော ုပ်ပေးရမှာပေါ့ဘာလို့ဆိုတော့ तू ကိုလုပ်ပေးရမှာပေါ့ဆိုတော့ तू လုံးချင်နေဆိုရင်ညီမလုပ်ပေးမှာဆိုတော့ဒါမဲ့ဒါကသူ့ရဲ့ဟိုဘယ်လိုခေါ်မလဲသူ့ဘဝဖြတ်တန်းမို့သူရေရှည်သူလုံးနိုင်မဲ့အရာလားသူရေရှည်မလုံးနိုင်တဲ့အရာလားဆိုတာကိုလည်းဒါကြည့်ရမှာပေါ့သူတကယ်ဝါသနာပါတယ်သူတကယ်အစဉ်ပြေတယ်ကျွမ်းကျင်တဲ့အရာသူ့ဘဝလမ်းလျှောက်မဲ့အရာဆိုရင်တော့လေခွင့်ပြုရမှာပေါ့လောလောဆယ်တော့ဟိုမအရာဖြစ်စေချင်တာတစ်ခုပေါ့နော်သူဖြစ်နေတာတစ်ခု အခုချိန်မှာတော့ငယ်သေးလို့လားမသိဘူးသူကမိသက်သမားဖြစ်ရှင်လားကျောင်းမှာသူတို့ post တွေရောင်းတဲ့အချိန်မှာသူ teacher ကမမေ join လားဆိုတဲ့အချိန်မှာမမေမ join ဘူး तू तू ကိုယ်တိုင် तू ကြိုက်တဲ့အရာကို तू က तू try စီဆိုတဲ့အချိန်မှာ तू ယူလာတဲ့စာအုပ်ကမိသက်စာအုပ်ယူလာတာဆိုတော့တလောလုံးကလည်းအဲ့လိုပဲကိုကသူ့ကိုလိုက်ဝယ်ပေးတာပေါ့နော်။တမီးပါလို့ချင်းလဲအဲတမီးဒီနေ့တမီးရဲ့ဒီအာမမီဝယ်ပေးမယ်ဆိုတဲ့အချိန်။ဘာမှမယူသူကအဲ့ဒီ မိသက်ကပဲယူလာတာဘာလို့နည်းနည်းတော့အဲ့ဒီကိစ္စတော့နည်းနည်းတော့ပြဿနာရှိတယ်ပေါ့နော်ဒါပေမဲ့လည်းဟိုဒါငယ်သေးလို့လည်းပါပေါ့ကြီးရဲ့ချိန်ကြလို့ရှင်တော့တခုအရွယ်တခုပြောင်းသွားမှာပေါ့အီမန်းချက်သူတခုပြောင်းသွားမှာပေါ့လောလောဆယ်မှာတော့တအားဆော့တာမင်းကလေးဒါမွေးထားယောက်ျားလေးလို့ဆော့တာပဲတယ်လည်းများတာအဲ့မတော့ရှောက်လက်နဲ့ချောင်းထောင်ပြလိုက်အောင်ဟာ ဟိုအဲ့ရမွေးထားတဲ့ခွေးအကုန်လုံးခွေးတွေမှန်သမျှကြောင်လေးမှန်သမျှအကုန်လုံးသူဆရာမကြီးသူကဆရာမကြီး तू ပြောတဲ့စကားနားထောင်ရတယ်ဟိုကအကုန်နားထောင်ရဟိုကဟိုခွေးတွေကြောင်ကြီးက तू ထက်တာအသက်ကြီးရ तू က तू ပြောတာနားထောင်ရအဲ तू အဲ့လိုမျိုးအဘယ်နဲ့ချောင်းလဲ1 2 3 4ဟုတ်လားအမတိသေးဘောအခုရကြမတိသေးဘူးနောက်တစ်ခါဟိုတိတ်ပြီးတော့တဲ့ဟိုဘယ်လိုခေါမလဲအဲ့အရာတွေလည်းသူ့မပြောပြဘူးဗော ဘာလို့ဆိုအပြင်မာတော့ကိုမပြောတဲ့အရာဆိုတဲ့အတွက်သူ့ဆိုပုံဆိုးတာတော့မပြောဘူးပေါ့အဲ့တော့ तू ပြောလိုက်မှ तू လုတ်သွားရင်ဘယ်လိုလုပ်မလဲဒါပေမဲ့လုတ် तू တကယ်လုတ်ချင်တယ်ဆိုရင်တော့လေကွပေးလို့ရမယ်လလောဆယ်မှာ तू ကအဓိကဘာလဲဆိုရင် तू တချင်းနားထောင်ရတာအရင်ကြိုက်တယ်နောက်ကြောင်းပွဲမှန်တယ်မြတ် तू တက်ကားရတာ तू ကြိုက်တယ်ဆိုတော့အဲ तू dance dance လုတ်ရတာ तू အရင်ကြိုက်နေတာဆိုတော့အဲအဲ့ဒီအခြေအနေတခုကိုတော့လက်ရှိမှာတွေ့တာပေါ့ ဘလို့လာမယ်တော့မသိသေးဘူးဒီအဲလာပြောတဲ့ဇာတ်ကြီးတည်းမှာအဲလာခံယူချက်နဲ့ဟိုတခြားလူရဲ့ခံယူချက်ကတူချင်မတူမလားသမီးလားဒီဘက်ကလားခံယူချက်ကတူမတူချင်မတူမပေါ့နော်အမားတွေပါခဲ့တယ်ဟိုပြောရဆိုတာမားခဲ့ရင်လေတောင်းပန်ပါလေအဓိကအဲလာဟိုဟိုချစ်တာမချစ်တာထက်အဲလာသမီးကိုချစ်နေတယ်အဲလာဂျင်းတ်ပြီပေါ့နော်အာသူကမလိုက်နိုင်ဟိုအဲလာချစ်အကုန်လုံးသူသူ့စီဘူးရောက်ရင်လည်းရပါပြီဟုတ်ကျေးဇူးပါကျေးဇူးပါကျေးဇူးပါ thank you thank you Bye bye. bye bye. See you. See you. <laughs> Kiss me 了，哦，啊。 Uh. Ah. <laughs>